အလုံးမဲမင်္ဂလာပါရှင် C4D YouTube Channel ကနေကြိုဆိုလိုက်ပါတယ်ရှင်ဒီကနေ့ကျမဖတ်ပြပေးမှာကတော့စိုင်းရေးဆရာမ Delphin Shrine ရေးသားထားတယ် The River of Rangoon ကိုဆရာအောင်အေးရန်ကုန်တက္ကသိုလ်ကဘာသာပြန်ရေးသားထားတဲ့ရန်ကုန်မြို့ပေါ်ကတပုံးဆိုတဲ့ဝတ္ထုစာအုပ်လေးတဲကပြပရောက်နေသူတို့ရဲ့မြို့တော် အပိုင်း၅ပဲဖြစ်ပါလေရှင်နှွေးကတော့ဒီတွေ့ဆုံပွဲမှာတက်တက်ကြွကြွပါဝင်ခဲ့ပါလေသူတိထားပြီးသားတွေဆိုပြီးခယူမဆိုင်ပဲနေသလို့ တိသေးတာတွေကိုလည်းသိအောင်အာမထုတ်ခဲ့ပါဘူး။တနေ့တာကုံဆုံးသွားတိုင်းနိုင်ဂျယ်ရဲ့နှလုံးသားဟာလေးလံသွားခဲ့ပါတယ်။သူ့မှာမြင်မာတဲ့ညှို့လင်းချက်တွေပေါ်လာပါတယ်။ဘာအတွက်လဲဆိုတာတော့သူလည်းတည်တည်ချာချာမသိပါဘူး။အ ਨੇ ဆုံးတော့သူ့မိတ်ဆွေတငယ်ချင်းတွေနဲ့ပြောစရာစကားတွေရှိသွားတယ်လို့ယူဆလိုက်ပါတယ်။ သူ့ကိုယ်သူငိမ့်နေပါလားလို့မတွေးမိပဲနိုင်ရန်ထဲမှာကြောင်ပိတ်မိနေတယ်လို့တွေးမိပါတယ်။အကျဉ်းချက်ဖြစ်ရတာဟာနိုင်ဂျယ်တယောက်အရှဲ့ကြောက်ကြီးလွန်းလာလို့မဟုတ်ပါဘူး။သူဟာနှွေးလို့ပဲအခါအားလျော်စွာလေးစားလိုက်နာမှု ပြရမယ်ဆိုတဲ့ထုံတန်းစင်လာလိုအပ်ချက်ကိုဖြည့်ဆည်းပေးဖို့အတွက်မျက်စိစုံမိတ်ပြီးအောက်ကျခံရမှာဝင်မလေးပါဘူး။ ဘဝရှင်သင်ခြင်းဟာငါပိုင်ငါဆိုင်မဟုတ်ပဲ အလိုအလျောက်လုံလုံနေတဲ့အဖွဲ့အစည်းတစ်ခုဖြစ်ပါလေအဖွဲ့အစည်းဝင် အစိတ်အပိုင်းတစ်ခုက မတော်မလျော်တောင်းဆိုလာမှုတွေရှိလာရင် ထိမ့်ညိပေးတဲ့စနစ်တစ်ခုအသင့်ပါရှိပြီးသားဖြစ်ပါလေအစိတ်အပိုင်းတွေကိုလုံပိုင်ခွင့်အာဏာခွဲဝေပေးမှုမညီမျှတာနဲ့ပတ်သက်တဲ့သင်ငန်းစာတွေအပေါ်စီစဉ်ပေးနိုင်တဲ့နီလန်းရှိပါတယ်အဲ့ဒီစနစ်ဟာ သူနှလုံးသားအဖွဲအစည်းငယ်ကလေးအတွင်းကတဘာဝအတိုင်းကွက်ကဲမှုတွေနဲ့ဘောင်ကျော်သွားမှုတွေကြားကရှေ့နောက်မညီညွတ်မှုတွေကိုလိုက်ထိန်းနေတာမျိုးအထီတော့မလုံနိုင်ပါဘူးဆိုလိုတာကသူ့မှာအားနာတယ်ဆိုတဲ့ခံစားမှုကနေလွတ်မြောက်အောင်လုပ်နိုင်တဲ့စွန့်ရည်ရှိပါတယ်အားနာတယ်ဆိုတာယဉ်ကျေးမှုထုံးတန်းစင်လာလို့ဖြစ်နေတဲ့တမှုထူးခြားတဲ့ တိမ်ဝိနူးညံ့တဲ့ခံစားမှုဖြစ်ပါတယ်။အနေရခက်မာကိုကြိုတင်ညှော်လင့်ထားရာကစလိပ်ပြာမလုံမှုနဲ့ရှက်ရွံ့မှုတို့ပေါင်းဆက်ထွက်ပေါ်လာတာပါ။တင်းတင်းလျောက်ပတ်တဲ့ရင်ကျေးဝယ်ရာအဆင့်မျိုးလေးဖြစ်ပါတယ်။ဒေသခံဗမာလူမျိုးတွေရဲ့နှွေးထွေးမှုနဲ့အဲ့ဝတ်ပြူငါမှုတို့အတွင်းမှာအဲ့ဒီအာနာတယ်ဆိုတဲ့ခံစားမှုဟာ အများကြီးကိန်းအောင်နေပါတယ်။အာနာတယ်ဆိုတဲ့ခံစားမှုဟာ ခက်တော့ခက်ပါလေမိဘတွေဆရာတွေပညာရှိတွေတကြီးရွယ်အိုနဲ့ဆက်ဆံရတဲ့လူမှုကွန်ရက်အတွင်းမကြာခဏဆိုသလိုလားလာညိနေတတ်ပါလေဆိုလိုတာကအဲ့ဒီအာနာတယ်ဆိုတဲ့ခံစားမှုက အခွင့်အာဏာရှိသူရဲ့ရှေ့မှာမတ်တက်ရက်ပြီးပြောစရာရှိတာပြောဖို့လိုအပ်လာတဲ့အချိန်မှာကာစီကာစီလုတ်တက်ပါလေအဲ့ဒီအခွင့်အာဏာရှိသူက မှားနေရင်တောင်ပြောရမှာအာနာနေတတ်ပါလေဒီနေရာမှာတော့ဖော်လန်ဖားစရာအကြောင်းလည်းမရှိပါဘူးချင်းနေရရင်ကြီးတိမ်မွေးမှုရှိဖို့တော့တကယ်တမ်းလိုအပ်ပါလေလေးစားလိုက်နာစရာတော့မလိုပါဘူးလှုပ်ရှားမှုအတွင်းမှာ သူတို့ရဲ့အပေါ်ယံရွှေမုံကျဲခေါင်းဆောင်မှုကိုဘသူကများတာဝန်ပေးထားတာလေလွတ်လပ်မှုလေကောင်းလေသန့်အတွင်းမှာ သူတို့ဖာသာသူတို့အရန်ကိုခေါင်းဆောင်ဖြစ်ခြင်းလို့ခေါင်းဆောင်နေကြတာလားဆိုတာကငွေမဲ့မှုဖြစ်ပါတယ်သူတို့နှစ်ယောက်နေဆက်ဖြတ်ကျော်စွန်စားခဲ့တာဟာငွေတောင်းခံဖို့ဖြစ်ပါတယ်ကြားလိုက်ရရင်နဝင်ချိုစရာတော့မကောင်းပါဘူးဒါပေမဲ့နှွေးကသူတို့ကိုလက်ခံတွေ့ဆုံသူကိုတုတပေးသည်မြငွေတွေစက္ကရိယာတွေအလုံးကိုတိမ့်ကျုံပြီးလက်ခံယူခဲ့ပါတယ်ဘယ်လောက်ပေးလိုက်တယ်လဲဆိုတာတော့ နိုင်ဂျယ်တိတိကျကျမပြောနိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့နွေးနေကမျက်နှာချင်းဆိုင်ထိုင်တာဖြစ်နေပြီးစစ်ကရက်ပြားတွေကိုမြစ်ထဲမှာတစ်ဖြက်ဖြက်ချွေချနေတော့အနာကတ်လို့မရလို့ပါ။ဖြက်ခနဲ့ဆိုသလိုသူ့ရဲ့ပထမအကြိမ်မဲဆောက်ခီးကိုပြန်အမှတ်ရလာခဲ့ပါတယ်။စနစ်ကြီးတစ်ခုလုံးကအေးယူမှုပြက်ကွက်နေတဲ့အခါကျတော့ပြည်သူတွေကပါအလိုတူအလိုပါ လိုက်ပါအကျင့်ပြက်နေမှုတွေကို ချက်ချင်းသတိရသွားခဲ့တာပါ အနည်းဆုံးတော့အဲ့ဒီအကျင့်ပြက်ခြားစားမှုဟာပြည်သူတွေရဲ့ငြိမ်းခံနေမှုနဲ့ကြောက်ရွံ့မှုတွေအလဲမှာခိုအောင်းနေတာပါ လက်ပေးလက်ယူအကျင့်ပြက်ခြားစားမှုမှာစွမ်းအားရှိလာတာမဟုတ်ပါဘူးကြောက်ရွံ့မှုကြောင့်ရှင်သန်နေတာပါဒါကိုအန်တီက လူသိရှင်ကြအများကြီးရေးသားခဲ့ပါတယ် သူ့နောက်ကြောင်းပြန်တရိယမှုကသူ့မှာလည်းအပြစ်ရှိတယ်လို့ခံစားမှုခံခံစားမှုဓာတ်တစ်ချက်အထူးခံလိုက်ရပါတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ထဲကတခြားလူတွေလိုပဲအခုအချိန်အခိုက်အတန့်အထိသူ့ရဲ့အခွင့်အာဏာမရှိမှုအပေါ်မှာအရှုံးပေးပြီးငြိမ်ခံနေလို့ဖြစ်ပါတယ်။ဒီတစ်ခေါက်ခီးဟာအရင်တစ်ခေါက်နဲ့မတူပဲကွဲပြားခြားနားမှုရှိတယ်လို့ဘာကြောင့်စိတ်ကူးတင်ပါသလဲ။ ဘာကြောင့်လဲဘာဖြစ်လို့လဲဆိုတော့အခုအချိန်မှာသူဟာနိုင်ငံရေးတက်ကြွလှုပ်ရှားသူဖြစ်နေပြီလေသူ့ရဲ့ပုံကိုယ်ရေးလိုအပ်ချက်တွေလူရင်းစံနာတွေအားလုံးကိုစွန့်လွတ်ပြီးရှေ့တန်းရောက်သူတဦးဖြစ်နေပြီမဟုတ်ပါလားသူဟာနှွေးကိုယုံကြည်ပြီးအမြင်ချင်းမျှဝေခံစားနိုင်ခဲ့ပေမဲ့တစ်ဖက်ကနေပြန်တွေးကြည့်တော့နှွေးကရောသူ့ကိုယုံကြည်ခဲ့တာလားအခုလိုစွန့်စားရတဲ့ခီးစဉ်တစ်ခုမှာ အတူလိုက်ပါဖို့နှွေးကသူ့ကိုဘာဖြစ်လို့ခေါ်လာခဲ့တာလဲနိုင်ကျဲဟာသုံးပြချက်အမြန်ချဖို့ဘယ်တော့မှအများကြီးစဉ်းစားတတ်သူမဟုတ်ပါဘူးဒါပေမဲ့စီးပွားရေးလုပ်ငန်းဒါမှမဟုတ်ငွေကြေးအင်အားနဲ့ရောင်းဝယ်လုပ်မှုဟာမူကြတဲ့ဖြစ်ရက်တစ်ခုလို့မျက်နှာဖုံးစွတ်လာတာမျိုးတွေ့ရရင်တော့သူဟာကြောက်ဆိုင်ကြောက်ခဲလို့မာကြောလာတတ်ပါတယ် မြင့်အလဲကောင်ရဲ့အိုက်ဆက်ဆက်အနေထားအောင်မှာရင်ကောင်တွေကိုမောင်းထုံးရင် သူဟာဒီဒုတိယခေါက်ခီးစဉ်အပေါ်သင်္ကန်းစာထုတ်နေမိပါတယ်။အရင်တစ်ခေါက်ထက်တောင် ပိုးပြီးစိတ်တူစရာကောင်းနေပါသေးတယ်။အခုဟာဟာအခုဟာကဒီလူတွေဟာငိန်ခံမနေပဲနိုင်ငံရေးတကြွလှုပ်ရှားမှုကနေသွေဖယ်နေတာတော့မဟုတ်ပါဘူး။ဒါပေမဲ့နိုင်ငံရေးတကြွလှုပ်ရှားသူတွေဟာ လူတိုင်းရဲ့မျှော်လင့်ချက်တွေကိုမိမောင်ထိုးပြရမယ်အစားသူတို့သူတို့စန့်ကျင်တိုက်ခိုက်နေတဲ့စနစ်ကြီးကိုအကျင့်ပြက်ခြစားနေလို့ဖြစ်ပါမလားသူဟာပြည်ပရောက်နေသူ တချို့ရဲ့လူသားမှုကိုရောပိုပြီးကြေပြန့်နဲ့လှုပ်ရှားမှုအတွင်းကသူတို့ရဲ့ထူးခြားမှုတွေကိုပါအကျွင်းမဲ့တန်ရမရှိခဲ့ပါဘူးဒါကိုအစောပိုင်းရက်သက်သက်ပတ်တွေကလေးကား ူကိုတွေ့ကြုံထားပြီးသားပါမြန်မာဖွံ့ဖြိုးရေးကော်မတီဆိုတဲ့ MDC ရဲ့ဥဆောင်သူဟာမြေအောက်ရောက်သွားတဲ့အချိန်မှာနိုင်ဂျယ်ဟာသူ့နေရာကို ဝင်ယူလိုက်ရပြီးအဓိကကျတဲ့ online ဂျားခံလူတယောက်ဖြစ်သွားပါတယ်အုပ်စု Galaxy တစ်ခုနဲ့ happy လို့ခေါ်တဲ့ပြည်ပရောက်နေသူတဦးတို့အကြဆက်သွယ်ပြရတာပါအဲ့ဒီမတိုင်ခင်ကတော့သူဟာ MDC ဥဆောင်သူက Happy C ကို Google စကားပြောကွက် Google ချက်သုံးပြီးအင်္ဂလိပ်ဘာသာနဲ့တူတူတုတ်တုတ်နောက်ဆုံးရသတင်းတွေပေးပို့တဲ့အခါမှာအလွတ်တန်းဘာသာပြန်သူတဦးအဖြစ်ဆောင်ရွက်ပေးခဲ့ရတာဖြစ်ပါတယ်ကြီးချက်ကို အင်္ဂလိပ်ဘာသာနဲ့သုံးရတာအဆင်ပြေပါတယ်ဘာဖြစ်လို့လဲဆိုတော့သတင်းပေးတွေနဲ့ ဒရှိုတွေကအင်္ဂလိပ်လိုဖတ်ကြည့်တဲ့အလေးအထမရှိကြလို့ပါပဲ။ဒါအပြင်မြန်မာစာနဲ့သုံးဖို့ကြတော့လေမြန်မာစာဟာကွန်ပျူတာ Unicode စနစ်လိုလုပ်ထားတာမို့ကွန်ပျူတာမတူရင်မမြင်ရတော့ပါဘူး။အတော့ကိုစိတ်ပြက်စရာကောင်းတာမို့မြန်မာစာနဲ့မသုံးတာပါ။သူတို့ရဲ့ထုံပိုင်းထုံပိုင်းအပြန်အလှန်ဆက်သွယ်မှုတွေအတွင် Happy ရဲ့အမြန်ပို့တဲ့စာတူ message တွေဟာ စိတ်ခံစားချက်ကိုပွင့်ပွင့်လင်းလင်းထုတ်ပြတဲ့စာတူတွေဖြစ်ပြီးစေမျိုးသားချင်းတယောက်လိုယဉ်နီမှုရှိလာပါတယ်။အပေါ်စည်းကနေမဆက်ဆံမဲတရင်တနီဆက်ဆံတတ်တဲ့အဲ့ဒီပြည်ပရောက်နေသူတွေဟာ သူတို့ပို့ပေးတဲ့သတင်းအပိုင်းအစတွေကိုသတင်းအပြည့်အစုံဖြစ်တဲ့အထိအရယူသွားတတ်ပါတယ်။ Happy ဟာတစ်ချိန်လုံးကဆရာဝန်ပေါက်ဆလေးတူဖြစ်ခဲ့ပြီးစိတ်မချမ်းမြေပွေရာ ကိစ္စတချို့နဲ့နိုင်ငံရေးအရာစိတ်ဓာတ်ကျစရာကောင်းမှုတွေကြောင့်စေးချောင်းတက်ရင်ချောင်းဆိုးပြောက်စေးရည်တွေတောက်ပြီးမူးရည်ထုံထိုင်းအောင်လုပ်နေခဲ့ဘူးသူဖြစ်ကြောင်းနိုင်ဂျယ်မသိခဲ့ပါဘူးနောက်ပိုင်းမှာတော့နိုင်ဂျယ်လည်းသူ့လူဖြစ်သွားဘူးပါတယ်တနိုင်ငံလုံးမီးဟုံဟုံတောက်ခဲ့တဲ့1988ခုနှစ်တုန်းကသူ့သူခံစားရတဲ့လူမျိုး2000ခုနှစ်ကြတော့ နိုင်ဂျယ်ခံစားရပါတယ်။2009ခုနှစ်မှာနိုင်ဂျယ်ဟာ မွေးရာပါအရေးချင်းကိုအားကိုးပြီးစီယုံရီမှုတယောက်အဖြစ်စတင်ဆောင်ရွက်ခဲ့ပါတယ်။သူ့အတွက်ပထမဦးဆုံးရှင်လန်းတက်ကြွပွဲတော်လန်ရေးတရက်ကိုတွေ့ကြုံခဲ့ရတာဖြစ်တယ်လို့ကြောက်မဲ့ဖွဲရာ ဖြိုခွင်းခံရမှုကိုလည်းကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ဟက်ပီးကသူ့ဟာ ABSDF လို့ခေါ်တဲ့ ကျောင်းသားစစ်တပ်ရဲ့နာမည်အကြီးဆုံးခေါင်းဆောင်နှစ်ယောက်ထဲကတစ်ယောက်ဖြစ်တဲ့အကြောင်းထုတ်ဖော်ပြောပြဖို့ဘယ်တော့မှမတွေးခဲ့ပါဘူး။နိုင်ဂျယ်အဖို့ရလည်းမျက်နာချင်းမမြင်ရတဲ့အွန်လိုင်းဆက်တွယ်မှုကနေအဲ့ဒီလူရဲ့စိတ်မကောင်းဖြစ်နေမှုတွေကို မသိနိုင်ခဲ့ပါဘူး။အဲ့ဒီလူရဲ့ပခုံးပေါ်ကိုမသိမသာကြာရောက်လာတဲ့ရှုံနေမှုတွေနဲ့ပတ်သက်လို့တာဝန်ယူရမယ့်ဝန်ထုပ်ဝန်ပိုးတွေကို ထပ်နေရတယ်ဆိုတာကိုလည်းမသိနိုင်ခဲ့ပါဘူး1990ခုနှစ်မှာမိုးသီးဇွန်နဲ့အဲ့ဒီလူ ပုပ်ကိုရေစိတ်ဝမ်းကွဲမှုတွေရှိခဲ့တယ်ဆိုတာတော့သတင်းစကားအနည်းငယ်ရှန်ထွက်လာခဲ့ပါတယ်မိုးသီးဇွန်ဆိုတာ ABSDF ကစောင့်ကြွားကြွားခေါင်းဆောင်ငယ်တဦးဖြစ်ပါလေအတွေ့အခေါ်ပိုင်းဆိုင်ရာတွေမှာညှက်ဆိုးထိုးသလိုနာကြာပြင်းကပ်စရာ ်ညင်ခုန်တတ်သူဖြစ်ပါတယ်။တရည်တည်ဆန်တဲ့ဆက်ဆံမှုတွေဟာအခုသည့်ရှိနေတုံးပဲလို့သိရပါတယ်။နိုင်ဂျန်နဲ့ဟက်ပီတို့ရဲ့ဂျီချက်ပေါ်ဂျီချက်ပေါ်ကနေလူရင်းတူရှင်အပြန်အလှန်ပြောဆိုချက်တွေတဲကမြို့ပြလူအဖွဲ့အစည်းတိဆောက်ရင်းနဲ့လူအဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်ရေးဆိုတာတွေအပေါ်ပိုးပြီးအာယုံဆိုင်လာကြပါတယ်။တော်လန်ရေးမဟာဗျူဟာတရက်ဆိုင်ရာ ဝဟာရတွေကိုအသုံးနှဲလာကြပါတယ်။မာနေဘလော့စကန်ကြဆုံးသွားလို့မိမိကိုမိမိဝေဖန်ရေးကိစ္စတွေလှုပ်ပြီးသွားကြတဲ့ကနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေအကြားမှာ စင်ကဲတိုးတက်ပြောင်းလဲရေးဦးစားပေးမစ်ရှင်အဖွဲ့တစ်ဖွဲ့ပေါ်ထွန်းလာခဲ့ပါတယ်။ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအကြောင်းတဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရေးရဲ့တန်ဖိုးအကြောင်း အလौသမအခွင့်ရေးအမျိုးသမီးတို့အခွင့်ရေးတဘာဝတယံဇာတအရင်မြင့်ဆိုင်ရာလူအခွင့်အရေးတွေအကြောင်းပညာရေးဝန်ထမ်းတွေနဲ့လယ်သမားတို့အကြားဝါဒဖြန့်ချိဖို့ဥတီထားကြပါတယ်သူတို့ရဲ့ရည်ရွယ်ချက်ကတော့နိုင်ငံကိုပြန်လည်တည်ဆောက်ဖို့ဖြစ်ပါတယ်1988ခုနှစ်ဟက်ပီတို့လမ်းပေါ်ထွက်ကြတော့ကကြွေးကြော်ခဲ့ကြတဲ့ကြွေးကြော်သံတွေအတိုင်းပေါ့ အဲ့ဒီကြွေးကြော်တန်စကလုံးတွေကို သူတို့ဟာရင်းနှီးကလာတဲ့အတန်တွေနဲ့အာကောင်ချစ်អော်ခဲ့ကြတာပါပိုစတာတွေကိုလည်းလက်နဲ့ပုတ်လို့ပေါ့အဲ့ဒီကြွေးကြော်တန်တွေအတိုင်းသူတို့ဘလောက်လုံနိုင်မလဲဆိုတာကိုတော့မစင်စားခဲ့ကြပါဘူးသူတို့ရဲ့လူအဖွဲ့အစည်းအတွင်းမှာဓာရီလှုပ်ဖို့လူအပ်တယ်ဆိုတဲ့စိတ်တဲ့အမြင့်တွေသွားအောင်သာအာယုံစိုက်ပြီးအားထုတ်ခဲ့ကြတာဖြစ်ပါတယ် ပုံကိုရေးသမိုင်းတွေကို အသေးစိတ်မဖော်ပြတော့ပါဘူး happy ရဲ့နာမည်ရင်းကဒေါက်တာနိုင်အောင်ဖြစ်ပါတယ်အတူကောက်က DNA ပေါ့နောက်ပိုင်းမှာသူဟာပုံမကျဲပြက်တဲ့ဒီမိုကရေစီရေလှုပ်ရှားမှုမဟာဗျူဟာကိုပြန်လည်သုံးသပ်ဖို့ပူရဲတာဝန်ယူခဲ့ပါတယ်ရှိုးဝါရောင်ရေးခင်းတဲ့ပတ်သက်လို့အင်တာနက်ပေါ်မှာဆွေးနွေးခဲ့ပြီးကလေးကသူဟာပြင်ပ ပြည်ပရောက်နေသူအုပ်စု10ခုလောက်ကို တစုတည်းဖြစ်အောင် စုစည်းရမှာအကူအညီပေးခဲ့ပါတယ်။သူတို့ဟာအာယုံတွေအာယုံထွေပြားနေတဲ့နိုင်ငံခြားတိုင်းပြည်တွေကမြန်မာနိုင်ငံအရေးစိတ်ဝင်စားလာအောင်ကြိုးပမ်းရင်းပြည်တွင်းမှာလည်းနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေညှိနှိုင်းဆောင်ရွက်နိုင်ဖို့အင်အားတိုးချဲ့နိုင်ဖို့အားထုတ်ခဲ့ကြပါတယ်။ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးဖို့အခွင့်အရေးမရှိပေမဲ့ဒီလူနဲ့ သူ့ရဲ့နေဆက်ဒေတာလောကကိုနိုင်ဂျယ်လေးလာသုံးသပ်မိပါတယ်ဒီလူဟာ ထူးခြားတဲ့လူတစ်ယောက်ပါပဲဒီလောက်နဲ့တင် သူ့ကိုယုံကြည်လောက်ပါတယ်ဟက်ပီဟာတောတွင်းနဲ့ပတ်သက်လို့အတွေ့အကြုံ မဟုတူတာနဲ့အမြင်တွေရှိထားပြီးတစ်ပင်တွေကြားကနေနိုင်ငံရေးတကြွလှုပ်ရှားသူတွေကိုပညာပေးနိုင်စွမ်းရှိတယ်ဆိုတာဒါပေမဲ့ နိုင်ဂျယ်ဟာဟက်ပီးကိုမဲဆောင်မှာမစုံခဲ့ရပါဘူးအခုဆိုရင်သူဟာတောရင်းဆိုတာကိုမျက်ဝါးထင်ထင် မြင်ခွင့်ရခဲ့ပြီးအစိုးဆုံးကောလာဟလတွေကိုတက်တီထူခွင့်ရခဲ့ပါတယ်တခြားအကြောင်းတော့ရှိကောင်းရှိနိုင်ပါတယ်သူတို့ကိုလက်တလောဧခံကြိုဆိုခဲ့တဲ့ကိုတုတဟာနိုင်ဂျယ်နဲ့စကားပြောချင်းခဲ့ပုံရပါတယ်သူဟာ အကောင်တကောင်ဖြစ်ပါတယ် ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားညွန့်ပေါင်းအစိုးရလို့ခေါ်တဲ့ပြည်ပအစိုးရဟာပြည်ပအစိုးရမှာအရေးပါတဲ့လက်ထောက်တစ်ယောက်ဖြစ်ပါတယ်1990ခုနှစ်ရွေးကောက်ပွဲမှာမဲနိုင်ခဲ့တဲ့ကိုယ်စားလှယ်တဦးဖြစ်ပါတယ်နဝတအစိုးရကအဲ့ဒီရွေးကောက်ပွဲရလက်ကိုအတိအမှန်မပြုတ်ခဲ့တဲ့နောက်ပိုင်းနေဆက်ကိုပြေးလာခဲ့ရတာ ဖြစ်ပါတယ်သူနဲ့စကားပြောဖို့ အခွင့်ရေးရတဲ့အချိန်တွေ ရှိခဲ့ပေမဲ့အချိန်တိုင်းမှာနှွေးကရှေ့ကနေကာစီးထားပါတယ်။သူတို့ကိုလက်ခံတွေ့ဆုံတဲ့တခြားလူတွေစီကနေနိုင်ဂျယ်ကြားခဲ့ရသမျှကတော့နိုင်ငံခြားဩဇာလွှမ်းမိုးမှုဆိုင်ရာသတင်းအတူထွာတွေပဲဖြစ်ပါလေ။သူတို့ဟာဂွင်ကျယ်လာတဲ့အယောင်အဝယ် Enterprise G တစ်ခုနဲ့ပတ်သက်နေပုံရပြီး အဲ့ဒီ enterprise company ကြီးကလည်းညပတ်မှုတွေအကျင့်ပြည့်ခြားစားမှုတွေရှိတယ်လို့အနံ့ထွက်နေပါတယ်။အဲ့ဒီအတွေ့အကြုံဘ ഹു တုတ္တတွေအားလုံးတကဘာလုံးနဲ့အဆက်အသွယ်ရှိမှုအားလုံးဟာ ထိုင်းနိုင်ငံရဲ့ဘီယာတစိုက်တွေကိုရွေးချယ်တောက်သုံးရတာနဲ့တူကောင်းတူနိုင်ပါတယ်။သိကြတာကရင်မှုเสียကောင်းတာပါပဲ။ငါသူတို့ကိုမယုံဘူး။ သူကအခုမှနှွေးကိုပြောလိုက်ပါတယ်။သူတို့ကသူတို့ရဲ့စိတ်ကူးတွေကိုငါတို့ခေါင်းထဲရိုက်ထည့်ဖို့ကြိုးစားနေတာတက်တက်ပဲ။နှွေးဟာအတွေးတွေနဲ့ရှုပ်ထွေးနေပုံရပြီးအပြေမပေးခဲ့ပါဘူး။နောက်ပိုင်းမှာသူတို့နှစ်ယောက်အကြာအေးခဲမှုဖြစ်သွားနိုင်တာကိုစဉ်းစားမိရင်တော့သူဟာမှန်ကန်တဲ့တုံ့ပြန်မှုတစ်ခုကိုပုံသေးနီးထုတ်ပြီးဖြေကောင်းဖြေပါလိမ့်မယ်။အဲ့ဒီလိုဖြေလိုက်ရင်တော့ ငင်းခုန်မှုတစ်ခုလုံးအဆုံးသတ်သွားနိုင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့နိုင်ဂျယ်နဲ့နဲ့ဆိုင်ဆိုင်ခံစားနေရတာကိုလည်းသူသိနေတာပဲ။သူတို့နှစ်ယောက်လုံးသိဝေးတဲ့လူတွေမှမဟုတ်တာ။နှွေးပြန်ဖြေတင်တာကအေးဖြစ်နိုင်တယ်။ဒါပေမဲ့ငါတို့ဟာနီလန်ရှားပြီးသူတို့နဲ့ပူးပေါင်းရမယ်။ငါတို့ရဲ့ရန်သူကတိတ်ကြီးတာကိုလို့ ထိုင်းနိုင်ငံမှာကအာယုံခံစရာတွေများလွန်းတော့သူ့အနေနဲ့တနေကုန်လုံးသူ့အနေနဲ့အကုန်လုံးကိုစုပ်ကင်နိုင်စွမ်းမရှိတာဖြစ်နိုင်ပါလေ။မိုက်ကျဲကအဲ့ဒီမှာစင်တကောင်ကိုစန့်ကြည့်ဖို့တွားနေတဲ့မြင့်မြင့်မြင့်တယောက်ကလမ်းကနေအဟန်တလှုပ်နေတဲ့ကြွက်တကောင်ရဲ့အနံ့ကိုရခဲ့ပြီမယ်။နှွေးကတော့အေယာမကွန်ဒိုမြင်းချောင်းကြီးတစ်ခုရဲ့ပုံပန်းကိုရင်သက်ရှုမော့အံ့ဩနေခဲ့တာ ဖြစ်ပါလေ။ တေးကြတာကပြပရောက်နေသူတချို့ရဲ့ဗန္ဒန်ရေးဆိုင်ရာကျင့်ဝတ်သိက္ခာဟာပုံမကြပန်းမကြဖြစ်နေတယ်လို့ပါပဲစေအုပ်စုရဲ့ဝါရဖြန့်ချီရေးရန်ညားကတော့သူတို့ကို နိုင်ငံခြားလက်ကင်ထုတ်တွေဗမာမဟုတ်သူတွေရဲ့တေးသွားအတိုင်းလိုက်ကနေသူတွေအဖြစ်အမြဲတစေသဘုတ်လေလွင့်ပြောနေတာပါ1990ပိုင်းနှစ်ကာလတွေရဲ့အလဲပိုင်းမှာ နေဆက်ဒေသတွေစီ ထွက်ပြေးသွားကြတဲ့အပြစ်ကင်းစင်တဲ့လူငယ်တွေကျောင်းသားတွေနဲ့ပတ်သက်လို့အစိုးရအာဘော်ဝါဒဖြန့်ရန်ရားတွေကနေလောက်ကျန်သတင်းတွေပုံမှန်ဖော်ပြနေခဲ့တဲ့အချိန်တစ်ချိန်ရှိခဲ့ပါတယ်။အဲ့ဒီလူငယ်လေးတွေဟာသူတို့အစိုးရတော့ကျောင်းသားတပုံတွေရဲ့လက်ထဲမှာဥကျိုးလောက်အောင် ထိတ်လန့်တုံလုံးစရာကောင်းလောက်အောင်မိန်းကလေးတွေကမဒိန်ကျင်ခံရတာ။ယောက်ျားလေးတွေက နှီးမျိုးစုံနဲ့နိုင်ကျင့်နာတွေခံရလို့အိမ်ပြန်လာခဲ့ကြတာဖြစ်ပါတယ်တဲ့ဒါဟာလိမ့်လိမ့်မာမာနဲ့အစိတ်ခတ်ပေးတာပါပဲအဲ့ဒီရက်တွေမှာဝါရဖြစ်နေတဲ့လေသံတွေဟာ အထူးကိုတိမ်မွေ့နူးညံ့လာပါတယ်သူတို့ရဲ့မိဘကြောင့်မှမှွေးတဲ့မိအလင်းရောင်လောက်သာလင်းတဲ့မြမအလင်းသတင်းစာကိုအသုံးပြုပြီးအကောင်းဆုံးဝါရဖြစ်နေတာဖြစ်ပေမယ့် ပြည်သူတွေကတော့အယုံကြည်မရှိကြပါဘူး။ဒါပေမဲ့မယက်မနာဖော်ပြခဲ့တဲ့အဲ့ဒီတရင်စကားတွေဟာတစုံတရာတော့စွဲထင်ကြံရစ်နေနိုင်ပါလေ။ဘာဖြစ်လို့လဲဆိုတော့လူအဖွဲ့အစည်းတစ်ခုအတွင်းမှာအာယုံဆိုင်စရာအစိတ်အပိုင်းတစ်ခုအဖြစ်နေရာယူသွားလို့ပါပဲ။ဒါအပြင်အဲ့ဒီတရင်စကားတွေအရဆိုရင်ဝေဟာမနစ်မြို့စရာကောင်းပါလေ။ လုပ်ငန်းအစီအစဉ်တွေဟာငွေနဲ့အဝယ်ခံရတတ်ပါတယ်။ငွေကြောင့်အရေးတော်ပုံတွေဟာလမ်းချော်သွားတတ်ပါတယ်။ငွေကြောင့်လူတွေထောင်ကျသွားနိုင်ပါတယ်။အခုအထိနှွေလက်ခံထားတဲ့ theory ကတော့အလုံးစုံမှားယွင်းနေတာမဟုတ်ဘူးဆိုတာပါပဲ။ပြပရောက်အဖွဲ့အစည်းတွေဟာ သူတို့ရဲ့နေထိုင်မှုဘဝတွေအတွက်နိုင်ငံခြားအလှူရှင်တွေကိုမှီခိုလာရတာတော့ရှိပါတယ်။အဲ့ဒီတော့ သူတို့ရဲ့အကျွေးမဲ့ကိုပိုင်မဟုတ်တဲ့လုပ်ငန်းအစီအစဉ်မျိုးနဲ့ကျိနဲ့နေရတတ်ပါလေဒီလိုပြောလိုက်လို့ပြပရောက်နေသူတွေဟာပွဲကြည့်ပြိသက်တူလောက်တောင်တန်ဖိုးမရှိဘူးလို့ဆိုလိုတာမဟုတ်ပါဘူးသူတို့မှာအတွေ့အကြုံတွေအများကြီးရှိပါလေဒါပေမဲ့လည်းလက်တွေ့ဘဝဆိုတာပိုရှုပ်ထွေးပါလေနှွေးအနေနဲ့ဖြစ်နိုင်ခြေတွေကိုယုံကြည်ဖို့ တတိုင်းပြည်လုံးကိုပြော့ပြဖို့မလိုဘူးလို့ယူဆပါတယ်။သူ့ရဲ့တဖက်တအမြင်တွေဟာမှားနိုင်ပါတယ်။ပြည်ပရောက်အဖွဲ့အစည်းအလုံးဟာကလိန်ကကြစ်တွေမဟုတ်ကြပါဘူး။ပြည်ပရောက်အဖွဲ့အစည်းအလုံးဟာခေါင်းပုံဖြတ်အမျက်ထုတ်နေသူတွေမဟုတ်ကြပါဘူး။ပြည်ပရောက်အဖွဲ့အစည်းအလုံးဟာသူတို့သာအရေးပါတဲ့ဆိုတဲ့အစွဲအလံထားနေကြသူတွေမဟုတ်ပါဘူးမြန်မာနိုင်ငံကို ပိတ်ဆို့ရေးယူမှုတွေလုပ်ဖို့အတွက်အနောက်တိုင်းအစိုးရတွေကိုစီးယုံရမှာကြီးမားတဲ့အောင်မြင်မှုရအောင်သူတို့လုပ်နိုင်ခဲ့ပါတယ်။သူတို့ရဲ့စင်ကဲလှိုင်းလုံးတွေက1990ပိုင်းနှစ်ကာလတွေရှေးဝါရောင်တော်လန်ရေးရေးခင်းတွေ အပါအဝင်ဗိုလ်ချုပ်တွေဗိုလ်ချုပ်တွေရဲ့မိသားစုတွေဗိုလ်ချုပ်တွေရဲ့ခရိုနီတွေကိုခရီးသွားအခွင့်အလမ်းတွေနဲ့အဖိုးတန်ပိုင်ဆိုင်မှုတွေကို ထိပနှောက်ယှက်မှုတွေကိုလုပ်ခဲ့ပါတယ်။သူတို့ဟာစစ်အုပ်စုကိုအကြက်စိုက်အောင် မလုပ်ခဲ့ရင်စစ်အုပ်စုဟာနိုင်ငံတကာနဲ့ပြည်တွင်းတရားဥပဒေတွေကိုဖုတ်ဖို့ညံ့ညက်ကြည်အောင်ဖျက်ဆီးရမှာထိတ်သန်းနေရရောက်သွားမှာဖြစ်ပါတယ်။တခြားအဖွဲ့အစည်းတွေကလည်းစစ်အုပ်စုရဲ့အာဓမလှုပ်အားခိုင်းစေမှုနဲ့ပတ်သက်လို့နိုင်ငံတကာမှာကြေကြေလောင်လောင်လုပ်ပြီးအကြက်ရိုက်အောင် စီမံနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့အခုဆိုရင်စစ်အုပ်စုဟာနိုင်ငံတကာအလုံသမားအစည်းအရုံးရဲ့ရှေ့မှောက်မှာဝန်ခံရတဲ့အထိဖြစ်ခဲ့ပါတယ်။စစ်အုပ်စုဟာအာဆီယံအဖွဲ့တဲ့ဝင်ကျင်စိတ်ပြင်းပြနေတာကိုပြည်ပရောက်နေသူတွေကအစိုးကြီးကလေးကသိခဲ့ပါတယ်။ဒီအားနည်းချက်ကိုကိုင်းပြီးသူတို့ကစစ်အုပ်စုရဲ့စစ်အုပ်စုရဲ့အတွင်းပိုင်းကိုလှုပ်ခါအောင်လှုပ်ခဲ့တာ ဖြစ်ပါတယ်။ ဟုတ်ကဲ့ပါအပိုင်း5ကိုခိတခဏရက်နာပြီးလာမယ့်အပိုင်း6 73ပိုင်းလေးကိုဆက်ဆက်စောင့်မျှော်နားဆင်ပြီးကြပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမ Venus ပါ